မင်္ဂလာညချာပါရှင်နေပြည်တော်မိုးလီဝတ္တနယ်ဇလာမီတာညချာမှုအစီဌာနမှာ2025ခုနှစ်မေလ30ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00ခွဲအချိန်တိုက်တော်ရရှိခဲ့တဲ့အမြင့်ဆုံးဘူးချိန်များမှာနေပြည်တော်မှာ30ဒီဂရီဆက်စီယပ်86ဒီဂရီဖာရန်ဟိုက်နဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ33ဒီဂရီဆက်စီယပ်67ဒီဂရီဖာရန်ဟိုက်ဆီလို့ဖြစ်ကြပါတယ်။မုံတိုင်းငယ်တရင်မုံတိုင်းငယ်အခြေအနေ ဒီကနေ့မြန်မာစံတော်ချိန်စက္ကန့်30နာရီချိန်တိုင်းထွားချက်များအရဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရဲ့အနောက်မြောက်ဘက်မှာကုန်းတွင်းမှဒေသများကိုဖျက်ချခဲ့တဲ့မုန်တိုင်းတွေဟာမြောက်ရှေ့မြောက်ဘက်သို့ရွေ့လာခဲ့ပြီးဒါကာမြို့ရဲ့မြောက်ဘက်မှာကုန်းတွင်းမှဒေသများကိုဆက်လက်ဖျက်ချလျက်ရှိပါသည်။ခမ်မန်းချန်ဆိုဝါမုန်တိုင်းတွေဟာမြောက်ရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လာနိုင်ပြီးနောက်၁၂နာရီတွင်လီဗီးယားနဲ့ရုံအဖြစ်သို့အာရုံသွားနိုင်တယ်လို့ခန့်မှန်းရပါသည်။ဆိုဝါမုန်တိုင်းတွေရဲ့အချိန်ကြောင့်ဒီကနေ့ညမှာ ၂ရက်၆လ၂၀25ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကမ်းတိုင်းဒေသကြီးအေရော်ရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်ဆေးမှာနေရာအနှံပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်၍မူကြီးနိုင်ပါတယ် မြို့ဝကျမရခိုင်ကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလုံပင်လယ်ပြင်တို့မှာမကြာခဏမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းလုံကြီးပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအိကိုမိုင်၄၀အထိတိုက်ခတ်နိုင်ပါသေးတယ်။လှိုင်းမြေမှာမြို့ဝကျမရခိုင်ကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလုံပင်လယ်ပြင်တို့မှာ၁၄ပေမှ၁၆ပေကန်ရှိနိုင်ပါသေးတယ်။မုတ်တမကွေမော်တနင်္သာရီကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလုံပင်လယ်ပြင်တို့မှာရှမ်ဖန်ရံကမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအိကို၃၅မိုင်အထိတိုက်ခတ်နိုင်ပါသေးတယ်။လိုင်းမြေမှာ မုတ်တမကွေမော်တနင်္သာရီကံရရှောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာကိုးပေမှာ73မီကန်ရှိနေပါတယ်အကြံပြုချက် တို့ဖြစ်ပါရေမိုးတဲ့တန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ကပ်ခြင်းမိုးထစ်ကြုံခြင်းမိုးချိုးပြစ်ခြင်းလျက်စီးလက်ခြင်းမိုးတီကျွေးခြင်းပြတ်ပြတ်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရန်တွေများဖြစ်ပေါ်နိုင်မှသဖြင့်ကုန်းမြေဒေသတွေမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေမြင့်ငယ်ကြောင်ငယ်များနေမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်တည်ပြုရှောင်ရှားနိုင်မှရန်နဲ့ပြည်တွင်းရေကြောင်တော်လာရင်လေကြောင်ပြန်တမ်းရေးအနေဖြင့်လဲကြိုတင်တည်ပြုနိုင်မှရန်သတိပေးနှုတ်ဆော်အပ်ပါသည် ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသဂျိုတို့မှာဖမ်းအောင်ရရှိတဲ့ပုံရမင်္ဂလာပင်လယ်ရှိတောင်ပိုင်းမှာတိမ်တင်းတင်းဖြစ်ထွန်းနေပြီကပ်ပလီပင်လယ်ပြင်နဲ့ကျန်မင်္ဂလာပင်လယ်တို့မှာတိတ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်အေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီကနေသားကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လာရနေရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးထီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာတိမ်ထုထက်နေရကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေမှာဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုက်ထွားချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရဲ့အနောက်မြောက်ဘက်မှာကုန်းတွင်းမိုက်ဒေသများကိုဖျက်ချော်ခဲ့တဲ့မုန်တိုင်းငယ်ဟာမြောက်ရှေ့မြောက်ဘက်သို့ရွေ့လာခဲ့ပြီးဒါကာမြို့ရဲ့မြောက်ဘက်မှာကုန်းတွင်းမိုက်ဒေသများကိုဆက်လက်ဖျက်ချော်လျက်ရှိပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာမြောက်ရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လာနိုင်ပြီးနောက်ဆက်နှစ်နာရီတွင်လေဗီယာ၌ရုံဝတ်ဖြစ်သို့အာရွက်သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံလေးအလုံးကောင်းနေပါတယ်။မြမပင်လယ်ပြင်မှာ မြို့ဝကျုံမရခိုင်ကမ်းဦးလမ်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြာခဏမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းလွန်ကြီးပါမယ်။မိုးတက်လေပြင်းကြတဲ့ရေပြင်းပြင်းပြင်းလေးအားတနအီကိုမိုင်၄၀ထိတိုက်ခတ်နိုင်ပါသည်။လှိုင်းမြေမှာမြို့ဝကျုံမရခိုင်ကမ်းဦးလမ်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၁၄ပေမှ၁၆ပေကန်ရှိနိုင်ပါသည်။မုတ်တမကွေမော်ဒန်လိုက်ကရောင်းတဲ့ကံလွန်ပင်လယ်ပြင်တို့မှာရံပန်ရံကမိုးတက်လေပြင်းများကြာရောက်ပြီးလိုင်းကြီးပါမယ်။မိုးတက်လေပြင်းကြတဲ့ရေပြင်းမြေပြင်းလေအားတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပါသည်။ လိုင်းမြင်းမှာမုတ်တမခွေမော်တနင်းလာရီကရရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာကိုဗီမှာ73ပြီးကဲရှိနေပါသည်မနှက်ဖြံမော်တဲချိန်ဒီခက်မှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစစ်စစ်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော် AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်း ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာနှံ့ပြမုန်တချုံရွာပြီးကချင်ပြည်နယ်၊စကိုင်းနယ်ဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာဒေသလိုက်နဲ့စကိုင်းနယ်ဒေသကြီးအောက်ပိုင်းမန္တလေးဒေသကြီးနေပြည်တော်၊မကွေးဒေသကြီး၊ပဲခူးဒေသကြီး၊ရန်ကုန်ဒေသကြီး၊အေရော်ရီဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာကပီးမူချနေပါတယ်။နေပြည်တော်နဲ့ဒီတော်ိုင်းမနှက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းကြမှာ မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်အမြင့်ဆုံးဘူးကြိမ်မှာ30ဒီဂရီဆက်စီယက်86ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူးကြိမ်မှာ25ဒီဂရီဆက်စီယက်89ဒီဂရီဖာရင်ဟိုက်ရှင်းနိုင်ပါတယ်ရှန်ကုန်းမြို့နယ်နေတော်မနက်ပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြပါလိမ့်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်အမြင့်ဆုံးဘူးကြိမ်မှာ33ဒီဂရီဆက်စီယက်67ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူးကြိမ်မှာ26ဒီဂရီဆက်စီယက်89ဒီဂရီဖာရင်ဟိုက်ရှင်းနိုင်ပါတယ် မန္တလေးမြို့နယ်ညီတော်ိုင်းမဏ္ဍပ်ရှင်အတွင်းမိုးလေဝသအခြေအနေခံမှန်းကြမှာလေမိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီယက်67ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးမူချိန်မှာ28ဒီဂရီဆက်စီယက်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခံမှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်စကမ်းနယ်ဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီး AR တိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီနေ့သားကြီးတို့မှမိုးထစ်ချုံပြီးနေရာကွက်၍မိုးချနေပါသည်။လာမယ့်စနေတနင်္ဂနွေအားလိုက်ရများအတွက်မိုးလေဝသခန့်မှန်းချက်များမှာနေပြည်တော်မှာနေရာနှံ့ပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးချနေပါသည်။ရန်ကုန်တိုင်းဒေသကြီးမှာလည်းနေရာနှံ့ပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးချနေပါသည်။မန္တလေးတိုင်းဒေသကြီးမှာလည်းနေရာနှံ့ပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးချနေပါသည်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်